စင်ရဲသူတိုင်းတခုမဟုတ်ပါဘူးလို့အမအမွန်သင်ပြောမင်္ဂလာပါအော်ဒီယိုဝိုင်းဆောင်နိုင်ငံနေကျူစွာပါတယ်ဒီကမှာတော့မအမွန်သင်ပြောပြထားတဲ့စင်ရဲသူတိုင်းတခုမဟုတ်ပါဘူးဆိုတဲ့အကြောင်းအရာလေးကိုပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်အစအဆုံးဆိုရင်မိနစ်30လောက်ကြာတာမို့လို့ကျွန်တော်မြန်မြန်လေးတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့ပရာဟိတလောက်တဲ့လူတွေအတွက်စကားပြောတဲ့နေရာမှာသတိထားဖို့ပေါ့နော် လူများစီကိုပြန့်နှံ့မဲ့စကားတွေပြောတဲ့နေရာမှာအထူးသတိထားပြောဆိုဖို့မမအမွန်တင်ကအကြံပြု ပြောကြားထားတာဖြစ်ပါတယ်။အစားဆုံးကြည့်ရှုနားဆင်ပေးကြပါအောင်ခင်ဗျာ။အဲ့ဒုံးလန်နေပြီဆိုတော့နည်းနည်းလေးပြောတာပေါ့။အခုကျွန်တော်တို့လေတွေ့နေမြင်နေတဲ့ဟာလေမပြောဘူးလို့နေတာပဲပြောနေသူတွေအများကြီးအများကြီးရှိတဲ့ခါကြတော့လေပြောတော့ဘူးလို့နော်မုန်းလို့မလို့လို့မပြောတော့ဘူး။အာဆိုပြီးတော့မှနေတာ။ဒါပေမဲ့လေကျွန်မကလေနည်းနည်းလေးတော့ပြောချင်တယ်မပြောတော့ဘူးဆိုပေမဲ့လေ 旁里边我讲嘞是吧？怎么说真的嘛嘞，嗯，呃、不，可以说点什么。 ငါလုတာပဲမှန်နေငါလုတာထောက်ခံရမယ်ဆိုတဲ့သူတွေကပုံများတာပေါ့နော်ငါကြိုက်တာကိုကြိုက်ရမယ်ငါမကြိုက်တာကိုကြိုက်တဲ့သူတွေကမကောင်းဘူးဆိုပြောမှဒီလိုမျိုးကပို့ပြီးတော့မှများကြတာပေါ့နော်ငါကြိုက်တာမှမှန်နေငါကြိုက်တာမှကောင်းနေငါလုတာမှမှန်နေငါလုတာမှကောင်းနေပေါ့ဆိုတော့ဆွေးနွေးလို့မရဘူးအဲကိုကိုနဲ့အကြိုက်ချင်းမတူရင်ရန်သူပေါ့နော်ဒါကတော့ဖြစ်စဉ်ဖြစ်ရက်တည်းအကုန်လုံးမြင်နေတွေ့နေရတာအလုံးလည်းတွေ့ပြီးဖြစ်ပါလိမ့်မယ်နော်အဲ့မှာမှကျမကလည်းအခုအတွေ့ရအများဆုံးအခြေအနေလေးကိုကျမဘာပြောချင်လဲဆိုတော့ကျမတို့မြန်မာလူမျိုးတွေက ကမ္ဘာမှာလည်းကျွန်တော်တို့မြန်မာလူမျိုးတွေကလုံးဝအာပြုံးနေနေအဲဒီလိုလူမျိုးတွေလို့ဒီလိုဖြစ်တယ်။ဒါပေမဲ့ Facebook လောကကြီးကကျွန်တော်တို့မြန်မာလူမျိုးတွေကြတော့လေလေဘာဖြစ်တယ်လဲဆိုတော့ရုပ်ရင်းကြမ်းတမ်းလိုက်ကြတာ၊ရိုင်းဆိုင်လိုက်ကြတာ၊စီးဆိုလိုက်ကြတာ TikTok တွေမှာရောပဲ comment တွေအများစုမှာနော်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါဟာဘာကိုသွားတွေ့ရလဲဆိုတော့လူတန်းစားမညီညာမှုကိုသွားတွေ့ရတာပေါ့နော်။ဆိုတော့အဲ့ဒီစီးဆိုရိုင်းဆိုင်နေတဲ့သူတွေရဲ့များသောအားဖြင့်ကြီးနိုင်လို့ရှိလို့ရှိရင်ဒါစီးဆိုရိုင်းဆိုင်နေတဲ့သူတွေကွက်ကိုပို့သိပါလိမ့်မယ်နော်။ကိုနေနေရတဲ့ကိုကျင်လည်နေရတဲ့ living standard ကိုတည်ရှိနေတဲ့ကိုရဲ့အဆင့်တန်း level ကိုကွက်ကိုပြန်ပြီးတော့မှဘယ်သူမှပြောစရာမလိုဘူး။နှစ်ဖို့ပေါ်လက်တယ်ပြီးပြန်ပြီး မစဉ်းစားကြည့်လိုက်ရင်အပြင်းမှန်ထွက်ပါလိမ့်မယ်ဟုတ်တယ်လားနော်အခုဒီလိုပြောလို့လေကျမတို့လာစေးနေလေကျမတို့ဘာမှဖြစ်သွားမှာမဟုတ်ဘူးအဲ့တော့ဟိုဘယ်လိုခေါ်မလဲဟို အချိန်နေမှန်ကိုကျွန်မသိစေချင်တာเนาะဘယ်ပညာရှိကမှအေးဆဲဆိုရိုင်းဆိုင်နေတဲ့ comment တွေဈာထဲမှာတရားလာမဟုတ်ဘူးဘယ်ပညာရှိကမှအဲ့ဈာထဲမှာတို့ရဲ့အမြင်ကိုလာပြီးတော့မှမချပြအောင်တန်ဖိုးမဲလို့မလို့ဒီလိုဆဲဆိုရိုင်းဆိုင်နေတဲ့သူတွေဈာထဲမှာကောင်းကောင်းမွန်မွန်နဲ့ဝင်ပြီးတော့မှရေးနေရလေမတန်မရနဲ့ဒီဆဲဆိုရိုင်းဆိုင်နေတဲ့အုပ်စုကြီးရဲ့ဆဲချင်းကိုခံရတာလွဲလို့နားထဲမှာမတိုးသွားဘူးပေါ့เนาะအဲ့တော့မျက်စွာပြားတော့မှပဲခြေဆုလို့မရတဲ့လူဒန်းစားဆိုတာရှိတယ်เนาะအဲ့တော့လေဒီဆဲဆိုရိုင်းဆိုင်နေတဲ့လူအုပ်ကြီးတွေပေါ့เนาะရှိနေတာပေါ့ဟာဘာ post out ဆိုလဲအုပ်စုလိုက်ကြီးတွေဆဲကြတာရိုင်းရိုင်းဆိုင်ဆိုင်နေမကြောက်မနာတာလေဟဲ့ဘယ် post out ဆို ဲအုပ်စုလိုက်ကြီးတွေဆဲကြတာအဲ့တော့အဲ့ဆဲဆိုအနေနဲ့သူတွေရဲ့အဆင့်တဟာ mostly mostly အများအားဖြင့်80%လောက်တည်ကိုယ့်ရဲ့ living standard ကိုကိုယ့်ကိုနှစ်ဖူးပေါ်လက်တင်ပြီးတော့မှပြန်စဉ်းစားကြည့်ကိုယ့်ရဲ့ IQ level ကိုနှစ်ဖူးပေါ်လက်တင်ပြီးပြန်စဉ်းစားကြည့်ဒီလိုရုပ်ရင်းကျန်းတန်းစွာတွေနှုတ်ကနေထွက်တာတွေဒီလိုရုပ်ရင်းကျန်းတန်းစွာတွေဆဲဆိုတာတွေ80%လောက်ကနော်ဆိုတော့နောက်တစ်ခါပေါ့ အဲ့တော့ကိုကအဲ့ဒီထဲမှာမပါအောင်ကိုကကိုဆင်ကျင်ပြီးတော့မှနေတဲ့နာပေါ့နော်။ဘာအနေနဲ့ဟာကိုနဲ့မဆိုင်တဲ့ကိစ္စဆိုင်တဲ့ကိစ္စတွေကိုဆင်းဆိုရိုင်းဆိုင်တာလေ။အဲ့လိုပြောလို့ရှိရင်ကျမတို့နေရောနေရတာကမပါဘူးလားဆို။ပါပါတယ်။ဒါပေမဲ့ပါပုံပါနေခြင်းမတူဘူး။ကျမတို့ပါရင်ဆိုတာကအချိန်ဤတစ်ခုကိုသုံးသက်ကြတာ။ဝေဖန်ဆဲဆိုတိုက်ခိုက်တာမဟုတ်ဘူး။ရုံရင်းကြမ်းတမ်းတာမဟုတ်ဘူး။အချိန်ဤတစ်ခုပေါ်မှာသုံးသက်ပြတာ။ဆွေးနွေးကြတာ။ discuss လုပ်တာ။ နော်အလင်းဖွင့်ကြတာတယောက်နဲ့တယောက်နဲ့နော်ဆေးဆိုရိုင်းဆိုင်ခြင်းနဲ့အဆုံးသတ်တာမဟုတ်ဘူးအဲ့တော့ဆေးဆိုရိုင်းဆိုင်ခြင်းနဲ့အဆုံးသတ်တဲ့သူကြီးကတော့ဘာအဖြေမှလည်းမရဘဲနဲ့ဒီဆေးခြင်းတွေမှာပဲပိတ်လောင်သွားတာပေါ့အဲ့တော့ကျွန်တော်တို့ခုမြန်မာပြည်မှာဖြစ်နေတဲ့အနေအထားဆိုလို့ရှိရင်ဘာဖြစ်သလဲဆိုရင်ကျွန်တော်တို့လူအများစုကအယံမြစ်တာတရားကြီးမားကြတယ်ကျွန်တော်တို့မြန်မာပြည်ကလူတွေကနော်မြစ်တာအယံကြီးတယ်မြစ်တာအယံကြီးတယ်ဟာအယံမြစ်တာကြီးတာမြစ်တာတရားတွေအယံများတာကိုထက်နေပါနေတဲ့သူအပေါ်မှာအယံမြစ်တာတရားများတယ်အဲ့ဒီလူကိုထက်တာသွားတယ်ဆိုရင်တော့မူတီတာတရားမထားနိုင်ဘူး မုဒိတာတရားအားနည်းတယ်။အောင်မြင်နေတဲ့သူတွေ၊ကြော်ကြားနေတဲ့သူတွေ၊အစဉ်ပြေနေတဲ့သူတွေကိုဆိုရင်အကြောင်းမရှိအကြောင်းရှာပြီးတော့မှဝေဖန်ဆင်းဆိုတိုက်ခိုက်ချင်တယ်။နော်အားနေတယ်လို့သူတို့ထင်လိုက်တဲ့သူဆိုရင်တော့တခိုးတောင်မှပဲအလှငွေပေးတဲ့နိုင်ငံကျွန်တော်တို့တိုင်းပြည်ကတခိုးတောင်မှပဲပကံလေး73ချက်ပဲခိုးတာပဲခိုးပါစီ တတိယတစ်ခိုးခြင်းရွှေဆိုင်ကိုခိုးမှာပေါ့ဖုန်းဆိုင်တွေကိုခိုးမှာပေါ့အဲ့ရွှေဆိုင်တွေဖုန်းဆိုင်တွေလည်းမလစ်လို့မခိုးတာလေလင့်ခိုးမှာပဲအကန့်စားတုံးတက်တောင်ခိုးပါတယ်ဆိုမှတော့ရွှေလည်းခိုးလို့ရရင်ခိုးမှာပေါ့စိန်လည်းခိုးလို့ရရင်ခိုးမှာပေါ့တယ်လီဖုန်းတွေလည်းခိုးလို့ရရင်ခိုးမှာပေါ့ဟုတ်လားပကန်းဆက်တုံးချက်လိုဟာမျိုးတော့မှခိုးပါတယ်ဆိုမှတော့အဲ့တော့သူများစီဟာပစ္စည်းကိုခိုးတယ်ဆိုတာမှပကန်းဆက်တုံးချက်ထင်းမလုံးလို့ဆိုတာမျိုးမရှိဘူးအတူတချောင်းခိုးလေတခိုးဟာတခိုးပဲခိုးမှုမြောက်တယ် ဟုတ်လားအဲ့တော့ပကံလေး73ချက်ပဲအဲနောက်ဆုံးလှူခြင်းနေဆိုလို့မလို့အခွင့်ရေးပေးတယ်လို့ဆိုတဲ့စကားလုံးနေလဲတွေ့တယ်အခွင့်ရေးပေးလို့ရပါတယ်လှူလို့ရပါတယ်ဒါပေမဲ့ကိုကအများသူငါကိုထုံလွှင့်ပြသနေတဲ့ဗီဒီယိုဖိုင်တွေမှာခိုးတာကိုမှန်နေလို့တော့တုံ့နှောက်လို့မရဘူးခိုးတာပြစ်ရှိတယ်မခိုးရဘူးခိုးတာကိုလက်သက်မခံဘူးခိုးတာဟာမကောင်းဘူးနောက်လာနောက်သားတွေဒီလိုခိုးတဲ့အမှုကိုပြုတ်လို့မရဘူးဒါဟာပြစ်မှုဖြစ်တယ်ဆိုတာကိုကျမတို့ကမျှဝေရမယ် 10 legion နဲ့သူတွေ7 legion နဲ့သူတွေ social influencer လုပ်ဆင်နေဆိုတဲ့သူတွေနာမည်ကြီးကျင်နေဆိုတဲ့သူတွေဟုတ်လား toxic မဖြစ်စင်ရဘူးနောက်မျိုးဆက်ကို toxic ဟိုအစိတ်မဖြစ်စင်ရဘူးဟုတ်လားကျွန်မပြောလားကုကျင်နေဆိုကုလို့ရပါတယ်အခွင့်အရေးပေးကျင်နေဆိုအခွင့်အရေးပေးလို့ရပါတယ်အခွင့်အရေးပေးတာမှားသလားမမှားပါဘူးပေးပါဒါပေမဲ့ပကံလေး73ချက်ခိုးတာနဲ့မြန် မရှိလို့ခိုးမိတာ ਉਹ ဘာဖြစ်တာလဲစားဝတ်နေရေးအတွက်ခိုးတာဘာဖြစ်တာလဲဒီလောက်နဲ့ဘာဖြစ်သွားလို့လဲမဟုတ်ဘူးစင်းရဲလို့ခိုးတာလေစင်းရဲလာလိုက်တခိုးဖြစ်လို့လားလေလေးသာမသိနေဂျိုးလေးနဲ့တခိုးမှပြင်းပြင်းစင်းရဲလာလိုက်တခိုးဖြစ်လို့လားရှားပေါ်မှာမျက်ပေါက်ပြီးတော့မှလေပတ်စံပို့ပေးရင်တော့မယူတဲ့စင်းရဲသားတွေအများကြီးရှိတယ်ကျမတခါပြောဖို့ပါတယ်မိပွိုင်းမှာစပယ်ပန်းလေးဝယ်တော့ကျမအခလေးလေးကိုပြန်တောင်းပန်ခဲ့ရတယ်ဆိုတော့ဗီဒီယိုဖိုင်လေးပြောခဲ့ပြီးသားပါ ပတ်စံဒီတိုင်းပဲပေးလိုက်တာ9000နဲ့တည့်ရထုတ်ပေးလိုက်တာမယူဘူးတဲ့သူစီကပန်းဝင်มาတဲ့သူပန်းရောင်းစားတာတဲ့သူတောင်းစားတာမဟုတ်ဘူးတဲ့နော်ဆိုတော့ okay အဲ့ဒါဆိုလို့ရှိလို့ရှိရင်ဒီပန်းကြီးအကုန်လုံးဘလောက်ဖုံးလဲဆိုပြီးကျွန်မအကုန်လုံးပန်းကြီးဝယ်ခဲ့တယ်နော်ပန်းကြီးဝယ်ခဲ့ပို့ပေးတယ်ပို့ပေးတာလည်းမယူဘူးကျွန်မတော့မှตาရဲ့လို့ตาဒီဒီစိတ်ကလေးကိုအမြဲတမ်းထိမ့်သိမ်းသွားပါနော်လို့အန်တီကလေလို့တောင်းပန်ပါတယ်လို့ตาရဲ့ဒီစိတ်ကလေးကိုလည်းအန်တီကဂုံပြူပါတယ်ဒါကြောင့်လို့ตาရဲ့ဒီပန်းကြီးအကုန်လုံးအန်တီဝယ်တာပါဆိုပြီးကျွန်မအဲ့ဒီစပယ်ပန်းကြီးအကုန်လုံးဝယ်ခဲ့တယ်ဆိုတဲ့ဗီဒီယိုဖိုင်လေးပြောခဲ့ပြူပါတယ်စင်းရဲသားတိုင်းမခိုးပါဘူး နော်စင်းရဲလို့စားစရာမရှိလို့အကုန်စားစရာမရှိတဲ့သူတိုင်းသခိုးမဖြစ်သွားခဲ့ပါဘူးခိုးချင်လို့ကိုခိုးတာအဲ့တော့ခိုးတယ်ဆိုတာမှလည်းပကံလေး73ချက်ပဲခိုးတယ်ဆိုလို့မလို့ကျမတို့ကကာခွယ်ပြောပြီးလို့မရဘူးအဲ့တော့ social ပေါ်မှာအများသူငါကိုထုတ်လင်းပြတာတဲ့သူကစကားအပြောဆိုရင်အရန်တတိထားဆင်ကျင်မှုလို့လေ နောင်လာနောင်သားတွေအတွက်ပုဂံ73ချက်လောက်ခိုးတာမျိုးကွာဘာမှမဖြစ်ပါဘူးမရှိရင်ခိုးစားလို့ရတယ်မရှိရင်တိုက်စားလို့ရတယ်မရှိရင်လူစားလို့ရတယ်ဒီလိုဟာမျိုးတွေဟာဒါအများပြည်သူကိုအစိတ်ဖြစ်စေတဲ့ဟာတွေစကလုံးတွေနော်ကျမတို့ကနောင်မျိုးဆက်ကိုဒီလိုမျိုးအစိတ်ဖြစ်စေတဲ့စကလုံးတွေနဲ့ဒီစင်လီမာဆိုတဲ့သူတွေကဖြန့်ဝေလို့မဖြစ်ဘူးလှူကြလားလှူပါကုကြလားကုပါကုပ္ပဆန်နဲ့ကုဟုတ်လား မှန်တယ်ထင်လို့လုပ်တဲ့လုပ်ရလုပ်ပါဒါပေမဲ့အများသူငါကို toxic ဖြစ်စေတဲ့အများသူငါကိုအစိတ်ဖြစ်စေတဲ့ကိုယ့်ရဲ့ IQ level လောက်ပဲရှိတဲ့စကလုံးတွေကိုတော့မှန်ပါတယ်ဆိုပြီးတော့မှတော့မပြောတင်ဘူးအများသူငါကတချို့ကလည်းဘာဖြစ်လဲဆိုတော့ဟာဒီလိုညံညံသွေးမျိုးတွေနဲ့စိတ်ပြက်တယ်ကွာပြောပြရင်လည်းအယုတ်တာအနက်တာတွေနဲ့ဆင်းအောင်မယ်တူမဖြစ်ချင်တော့ပါဘူးကွာဆိုပါဇက်ပေါက်ပိတ်လိုက်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒါကြီးကအမှန်ဖြစ်သွားတယ်အမှန်ဖြစ်သွားတဲ့ခါကျတော့နောက်မျိုးဆက်တွေနောက်မျိုးဆက်တွေရဲ့ mindset တွေမှာအဲ့ဒါတွေဝင်သွားတယ်ပကံဆက်သုံးချက်ခိုးလဲခိုးတာပဲမခိုးရဘူးမှားတယ် ဖနက်တရံခိုးလဲခိုးတာပဲမခိုးရဘူးမှားတယ်မခိုးသင့်ဘူးမခိုးရဘူးနော်ခိုးတာဟာမကောင်းဘူးနော်ဒါမျိုးပဲဖြစ်ရမယ်လေအာမရှင်းလို့လုံစားမိတာမရှင်းလို့ခိုးမိတာပကံလေး73ချက်စားဖို့တောက်ဖို့အဆင်မပြေလို့ခိုးမိတာလေဘာဖြစ်သွားလဲပကံလေး73ချက်ကျွန်တော်သာဆိုရင်စိတ်တွေရွှေတွေခိုးမှာပေါ့တယ်လီဖုန်းဆိုင်တွေခိုးမှာပေါ့မရှိရင်တိုက်စားမှာပေါ့လူစားမှာပေါ့ဟုတ်လားဒီလိုပြောလို့မရဘူးကျွန်တော်တို့ကနောက်မျိုးဆက်ကိုဒီလို toxic တွေလုပ်လို့မရဘူးလှူခြင်းလှူပါကုခြင်းကုပါစကားအစိတ်မခတ်ကြပါနဲ့ စင်ရသားတိုင်းမခိုးပါဘူးကိုကျင်တရားကိုကင်ဆွဲထားပြီးတော့မှထမင်းရီတောက်နေတဲ့စင်ရသားတွေအများကြီးရှိတယ်စင်ရသားတိုင်းတခိုးမဖြစ်သွားဘူးစင်ရတိုင်းသူများပစ္စည်းမခိုးဘူးခိုးကြံလို့ခိုးတာငါရင်ပြန်ခိုးမှာပဲဗီဇစင်ရသားတိုင်းဟာတခိုးမဟုတ်ဘူးစင်ရလို့တခိုးဖြစ်တာမဟုတ်ဘူးခိုးကြံလို့ကိုတခိုးဖြစ်တာလက်ကျောမတင်လို့တခိုးဖြစ်တာတခိုးဆိုတာစင်ရလဲခိုးတယ်ချမ်းသာလဲခိုးတယ်ဗီဇကိုမြစ်တာနဲ့ပြင်လို့မရဘူး ီတော့ခိုးတာဟာမှန်နေလို့တော့မဟုတ်ဘူးခိုးတာကိုမှန်နေလို့တော့မပြောကြနဲ့ပကံလေး73ချက်ခိုးလဲတခိုးအဲ့တူတစ်ချောင်းခိုးလဲတခိုးဖက်နဲ့တရံခိုးလဲတခိုးအဲ့တော့လက်ကြောတင်းအောင်အလုံးလုံးစားရမယ်ဆိုတာကိုပဲနောက်မျိုးဆက်ကိုလုတ်ပါစကားအစိမ့်မခတ်ကြပါနဲ့အခွင့်အရေးပေးတာဘာဖြစ်တယ်လဲအခုဂတိပေးထားပြီလေအဖွားကအဲ့တော့မပြီးရဘူးလားပြုတ်ပြင်လို့မရဘူးလားစောင့်ကြည့်ပါဦးစောင့်ကြည့်ပါဦးဟုတ်လားအခွင့်အရေးလဲပေးပါ ုပါကဲပါပေးပါကမ်းပါဒါပေမဲ့မှန်နေလို့တော့မလုပ်ပါနဲ့နော်မရှိလို့ခိုးစားတာမှန်နေလေဟုတ်လားစင်းရဲဘူးကြလားစင်းရဲဘူးရင်အစကားမပြောနဲ့အဲဒီလိုပြောတယ်စင်းရဲတဲ့သူတိုင်းကဘာအရရမှာကျမတို့နိုင်ငံမှာစင်းရဲတဲ့သူတိုင်းသခိုးဖြစ်နေလို့လားမစင်းရဲဘူးရင်အစကားမပြောနဲ့လို့ပြောတဲ့သူတွေစင်းရဲတဲ့သူတွေအများကြီးပြောင် စင်းရဲတဲ့သူတိုင်းကိုစင်းရဲသွားစရာမလိုဘူးစင်းရဲတဲ့သူတိုင်းတခိုးမဖြစ်ပါဘူးကိုချင်းတရားကိုတန်ဖိုးထားပြီးတော့မှစင်းရဲပြီးတော့မှအလုတ်ကျိုးစားပြီးတော့မှနော်တခါလဲကုန်လေရှိတဲ့ဟာလေးနဲ့ဘဝရက်တည်နေတဲ့စင်းရဲတဲ့သူတွေအများကြီးရှိပါလေစင်းရဲသားတွေတိတ်ခါကြအောင်မပြောနဲ့စင်းရဲတဲ့သူတိုင်းတခိုးမဟုတ်ဘူးစင်းရဲတဲ့သူတိုင်းသူများပြည့်စုံမခိုးဘူးအဲ့တော့တချို့အရာတွေဟာဆန္ဒတွေမစိုးကြနဲ့ဗီဇကိုမြစ်တာနဲ့ပြင်လို့မရဘူး ကူလို့လည်းရတယ်၊ကင်လို့လည်းရတယ်၊ပေးလို့လည်းရတယ်၊ကမ်းလို့လည်းရတယ်။ဒါပေမဲ့မှန်ပါတယ်လို့တော့မပြောပေးနဲ့။မမှန်ဘူး။နောက်လူတွေကျမတို့တွေညင်ညံသွေးတွေဆိုတာအမျိုးစုံရှိတာ။ဟာဒီလိုခိုးတာတော့ဘာမှမဖြစ်သွားဘူးကြည်စမ်း။ဒီလိုခိုးတာတော့မှငတ်လို့ခိုးတာ။ဒီလောက်ကလေးခိုးလိုက်တာငတ်လို့ခိုးတာ။ငတ်ရင်ခိုးလို့ရတယ်ဆိုတဲ့ဟာမျိုးမဖြစ်သွားဘူးလား။ငတ်ရင်ခိုးမှာပဲ။ငတ်ရင်လုမှာပဲ။ငတ်ရင်တိုက်မှာပဲ။ဟောငတ်ရင်တတ်မှာပဲလို့မဖြစ်သွားဘူးလား။ ခိုးမယ်ခိုးလို့မိရင်လူမယ်လူလို့မိရင်တိုက်ယူမယ်တိုက်ယူလို့မှမရရင်တက်ယူသွားမယ်အဲ့ဒီအထီကိုတာဝန်ယူနိုင်ကြလားတာဝန်ယူနိုင်သလားခိုးတာမိသွားလို့ပဲကျမလေကျမစီမှာအတန်ဖိုင်နေရှိတယ် ဒီတခါတည်းပကံဆက်သုံးချက်ခိုးသွားတဲ့ကိစ္စတွေမဟုတ်ကျမစီမှာအတန်ဖိုင်နေရှိတယ်အမြဲလာပြီးခိုးနေတာအမြဲပါနေတာတဲ့အဲ့နာဆိုင်နီးပါချင်းညီမတွေကကျမစီကိုအတန်ဖိုင်နေပို့ထားတာရှိတယ်သူဟာအမြဲတမ်းခိုးနေကြဆိုတဲ့အကြောင်းအရာတွေကိုကျမစီမှာအတန်ဖိုင်နေပို့ထားတာရှိတယ်ပွဲဆက်တွေမရှိချင်လို့မပြောချင်တော့တာအခွင့်အရေးလည်းပေးပါအခွင့်အရေးပေးလို့ရပါတယ်ပြုပြင်လို့လည်းရပါတယ်ပြုပြင်ဖို့အခွင့်အရေးပေးရမယ်ဟုတ်တယ်မှန်နေငါတို့ပတ်စံနဲ့ငါတို့လူလာနေလို့ပတ်စံဘယ်နှပြားပါလို့လဲကျမတို့ကတော့အစိတ်တင်ရေးမလားမို့မလူဘူးမပေးဘူးနင်းလူလို့လာပြောနေရလားမလူဘူးမပေးဘူးမပေးဘူးချီအကောင်းကြီးလက်အကောင်းကြီးဟုတ်လား ချီကောင်းလန်ကောင်းကြီးကျမတို့အဖေအသက်85နှစ်အခုချိန်ထိအလုပ်လုပ်နေတော့သူပစံသူရှာသုံးနေတော့အလုံးလုံးနိုင်တဲ့အသက်အရွယ်ရှိနေတော့မလို့အလုံးလုံးနေတော့သူပစံသူရှာသုံးနေတော့ဟုတ်လားချီကောင်းလန်ကောင်းတန်တန်မာမာကြီးမပေးဘူးကျမဘာဖြစ်လို့နေရဝင်ပြောနေလဲနေနဲ့ဆိုင်သလားဆိုင်တာပေါ့တိုင်းပြည်ရဲ့အနာဂတ်အတွက်တိုင်းပြည်မှာရှိတဲ့နောက်မျိုးဆက်အတွက်စကားအစိတ်ဖြစ်လို့ဝင်ပြောတာ စကားအစိတ်ဖြစ်စေတယ်မပြီးသေးဘူးလားကာယကံရှင်တွေကပြီးနေပြီမပြီးသေးဘူးဆိုရှယ်ပေါ်မှာအဲ့ဒီကိစ္စတွေဟာရှင်သန်နေသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုစကားလုံးတွေဟာအစိတ်အတောက်ဖြစ်စေတယ်ဆိုတာကိုဝင်ပြီးထောက်ပြတာကျမကိုဇဲလည်းမဇဲနဲ့ကျမကိုဇဲလို့လည်းကျမကဘာမှမဖြစ်သွားဘူးကျမထောက်ပြတာပရဟိတကြီးများကခုလို့ရတယ်ကဲလို့ရတယ်ပေးလို့ရတယ်ကမ်းလို့ရတယ်စကားအစိတ်တော့မခတ်နဲ့ပြည်သူလူတို့ကိုကိုပေးခြင်းပေးကမ်းခြင်းကမ်းအဲ့ဒီမှာမှကိုအိမ်ခေါ်ထားခြင်းလေကိုကိုကိုအိမ်ခေါ်ထားကြအိမ်ခေါ်ထမင်းကျွေးထားအိမ်ကမှတင်ထားဟုတ်လား ဒါပေမဲ့လူငယ်တွေကိုစကားအဆင်မခံနဲ့အဲ့တော့လူတွေရဲ့အများမှာမဖြစ်လဲဆိုတော့အဆင်မပြေရင်ခိုးလို့ရတယ်အဆင်မပြေရင်လူလို့ရတယ်အဆင်မပြေရင်တိုက်လို့ရတယ်ပကံလေး73ချက်ခိုးတာဘာမှမဖြစ်ဘူးရွှေဆိုင်ခိုးတာမဟုတ်ဘူးစိန်ဆိုင်ခိုးတာမဟုတ်ဘူးဖုံးဆိုင်ခိုးတာမဟုတ်ဘူးအင်ဂျီတွေဝစ်ထည်တွေခိုးတာဘာမှမဖြစ်ဘူးခိုးလို့ရတယ်ဘာဖြစ်သွားလို့လဲခိုးမှာပေါ့မရှိလို့ခိုးတာအဆင်မပြေလို့ခိုးတာအကုန်သခိုးဖြစ်ကုန်မှာပေါ့ဟုတ်လားမစင်းရဲဘူးရင်မပြောနဲ့ဆိုတော့စင်းရဲတာတိုင်းသခိုးမဟုတ်ပါဘူး စင်းရဲလို့လူတိုင်းခိုးမစားကြပါဘူးဟုတ်လားအဲ့တော့ခဏလေးအတွင်းမှာစကားတွေကိုအကုန်ပြောပြီးတော့မှစကားအစိတ်တွေနဲ့တိုင်းပြည်ကိုစကားအစိတ်တွေမခန့်နဲ့ဆိုရှယ်မီဒီယာပေါ်မှာထုတ်လွှင့်နေဆိုရင်ဆိုရှယ်မီဒီယာမှာပြောဆိုတဲ့စကားလုံးတွေကပြည်သူအကျိုးပြုဖို့လိုတယ်ဒီကျမတို့ကလေအစိတ်တစ်ခွက်ကိုတိုက်လိုက်ရင်လူတစ်ယောက်ပဲသေတယ်နားအစိတ်ခတ်လိုက်ရင်လူအများကြီးကိုဒုက္ခရောက်စေတယ် အစိတ်တစ်ခွက်ကိုတိုက်လိုက်ရင် လူတယောက်တောက်နေရင်လူတယောက်ပဲသေးတယ်။နားအစိတ်ခန့်ရင်တော့မျိုးနွယ်စုတစုလုံးတိုင်းပြည်တစ်ခုလုံးကမ္ဘာတစ်ခုလုံးထိပျက်စီးသွားနိုင်တယ်။နားရဲ့အစိတ်ရောက်သွားရင်ဒါကြောင့်နားအစိတ်မခတ်ပါနဲ့၊စကားအစိတ်မခတ်ပါနဲ့။လက်ကြောတင်းအောင်လှုပ်ရှားရမယ်။ယူသားရမယ်ကျူးစားရမယ်သူတပားပစ္စည်းကို သူတပားမသိအောင်ယူရဲဆိုတာမကောင်းတဲ့အမှုဖြစ်တယ်။ပကံလေးစ33ပဲခုံးတာလေးဘာဖြစ်သွားလို့လဲ။ ကျွန်တော်သာဆိုရင်လုံးပါပဲเนาะကျွန်တော်သာဆိုရင်ခိုးပါပဲကျမသာဆိုရင်လုံးပါပဲကျမသာဆိုရင်ခိုးပါပဲအမေစီးပွားပြင်းလုပ်တယ်ဆိုရင်စိမ့်ဆိုင်ကိုခိုးပါပေါ့ရွှေဆိုင်ကိုခိုးပါပေါ့တယ်လီဖုန်းဆိုင်ကိုခိုးပါပေါ့အဲ့ဒါစကားအစိတ်နာအစိတ်ဖြစ်သွားတယ်မမှန်ဘူးအဲ့ဒါကိုလို့ကယ်လို့ရတယ်ကိုပါကယ်ပါကိုပစံနေနဲ့ကိုကကိုကြားကယ်စားတာအနာကမျိုးဆက်ကို လမ်းမရောက်သွားအောင်လို့အတွင်းအခေါ်ကြီးမှားရင်းသွားအောင်လို့တော့ကျမတို့ကအဲ့လိုမျိုးတွေကိုမျှဝေလို့မဖြစ်ဘူး မခိုးရဘူးမဖွက်ရဘူးရိုးသားစူးစမ်းရမယ်ကိုလုတ်အားနဲ့ရတဲ့ဟာပေါ်မှာပဲကိုလုတ်အားနဲ့ရတဲ့ဟာပေါ်မှာပဲတံမိုးထားရမယ်စသဖြင့်ဒါမျိုးကိုကျမတို့ကနောက်မျိုးဆက်ကိုတင်ကြားရမယ်ဩစာလေးရှင်းလားမြတ်စွာဘုရားဆင်းပြီးအုတ်ချုပ်ရင်တောင်မှလူတယောက်ချင်းစီကဇာတိတမကောင်းနေရင်အဲ့ဒီတိုင်းပြည်မကောင်းဘူး ဟိုလူအုပ်ချုပ်လို့ဒီလူအုပ်ချုပ်လို့တွေလာပြောမနေနဲ့မြန်စွာပြားစင်းပြီးအုပ်ချုပ်လဲနင်တို့ငါတို့ဒီလိုမျိုးလူအများမကောင်းလို့ရှိရင်တိုင်းပြည်မကောင်းဘူးဟိုလူဒီလူကြီးနဲ့လက်ညှိုးထိုးမနေနဲ့ကိုကောဘလောက်ကောင်းသလဲကိုရောတိုင်းပြည်အတွက်ဘလောက်အကျိုးပြုသလဲဟုတ်လားနိုင်ငံကြီးကိုကဲတင်တင်နဲ့ကမာကြီးကိုကဲတင်တင်နဲ့လုပ်နေနဲ့မိသားစုတက်ကိုဘာတွေကဲတင်ပြီးပြီလဲအရင်စဉ်းစားအောင် ူများတွေကိုအရန်ကယူနာရှင်ကြီးမြေတားရှင်ကြီးလုံနေကိုအင်ညာမိသားစုပေါ်မှာကိုဘလောက်မြေတားတွေပေးထားလဲပြန်ပြီးစဉ်းစားကြအောင်ဟုတ်ပြီလားနော်အဲ့တော့မကောင်းတာဟာမကောင်းဘူးဆိုတာကျမတို့ကဘာစကားပဲပြောပြောဟာဒီနိုင်ငံကြီးနိုင်ငံနိုင်ငံကြီးနဲ့မဆိုင်ဘူးနိုင်ငံကြီးစကားပြောမှနိုင်ငံချစ်တာမဟုတ်ဘူး ပြည်သူအကျိုးပြုလုံဆိုင်ရာတွေအများကြီးပြောဆိုင်ရာတွေအများကြီးမျှဝေဆိုင်ရာတွေအများကြီးပြုပြင်ဆိုင်ရာတွေအများကြီးနိုင်ငံမှာနိုင်ငံရေးပြောမှနိုင်ငံကိုချစ်တာမဟုတ်ဘူးနိုင်ငံရေးစကားပြောမှနိုင်ငံချစ်တာမဟုတ်ဘူးပြည်သူအကျိုးပြုလုံဆိုင်ရာတွေမှာအများကြီးပြောဆိုင်ရာတွေအများကြီးမျှဝေဆိုင်ရာတွေအများကြီးအဲ့တော့တစိမ့်မရှိဒါကြီးပြန်လာပြောမနေနဲ့ဟုတ်ပြီလားနော်အဲ့တော့ကျွန်မပြောချင်တာကစကားအစိမ့်မခန့်နဲ့နားအစိမ့်မခန့်နဲ့လူချင်းရင်လူကူချင်းရင်ကူပေးချင်းရင်ပေးဒါပေမဲ့ပြည်သူလူထုကိုတော့ false information နေနဲ့စကားအစိတ်တွေနားအစိတ်တွေမခတ်ပါနဲ့လို့ကာရိုမီပရာဟီတာရှင်ကြီးများရဲ့เนาะဆယ်လီများဆက်တလီများရဲ့ကိုမြစ်တာရက်ခံတောင်းဆိုပါရယ်เนาะ